ဒီပေါ်မှာလာတင်ပြီးဖောက်တာမဟုတ်ပေနဲ့ဆိုတော့အတွင်းထဲလဲပေါ့နော်ဆိုတော့ဒီမှာဆိုရင်မမြင်ရအောင်တွေ့လားအတွင်းထဲလဲဆိုတော့မမြင်ရဘူးအပြင်အနေလဲဆိုတော့ဖောက်လို့ဖောက်ထားမှလည်းမသိဘူးတိုင်းပဲအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီဇိုင်နာဆိုင်ဖြစ်ပါတယ်ဒီနေ့မှာပေါ့နော်ဒီ Thai Stitch တိုက်ပုံနှစ်ထပ်ချုပ် online တင်နေမှာပေါ့နော်တင်ပေးထားတဲ့ဒီတိုက်ပုံလေးနဲ့မိတ်ဆက်ပေးသွားပါမယ်ပထမဆုံးအနန္တူဆရာတို့ပေါ့နော်အထူးစိတ်နှောင်းကိုဆိုတော့ဒီဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြပေးထားပါတယ်အရင်ဆုံးပေါ့နော်ဒီရဲ့တိုက်ပုံကိုဆိုတော့ဘယ်လိုမျိုးပေါ့နော်တင် जा ပြသပေးထားလဲဆိုတာပေါ့နော်ဇန်နေတူတူ basic လေးလိုက်ကြည့်ကြရအောင်နော်ဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့ကဘယ်လိုသင်ပေးထားလဲဆိုလို့ရှိရင်ရေလူမှာဝင်လိုက်တဲ့အချိန်မှာပေါ့နော်ဒီလိုမျိုးလေး လေတိုင်းလေးနဲ့ပေါ့နော်ကျွန်တော်ဒီ stick လေးနဲ့ကဒီလိုလေးကက်ကက်ကလေးဖြစ်အောင်ပေါ့နော်တင်ပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းဆိုတော့ဒီမှာဆိုရင်ကျဲသေးဖောက်တာလေးကအစားပေါ့နော်ဒီလိုလေးအသေးစိတ်လေးတင်ပေးထားတယ်ဒါလေးကတော့ဆိုတော့ကရင်ပတ်အက်ကက်ကလေးပေါ့နော်လက်ကိုင်းပွားလေးဆိုတော့ခောက်ပြီးတော့ထည့်လို့လည်းရတယ်ဒါမှမဟုတ်ဒီမှာပေါ့နော်ဆိုတော့ဘောပင်နေပါလေဒီလိုလေးထည့်လို့ရတယ်ပေါ့နော်ဒါလေးကိုလည်းဆိုတော့ကဒီလိုမျိုးတင်ပြီးတော့ချုပ်ထားတာမဟုတ်ဘဲနေပေါ့နော်ဆိုတော့ကဒီမှာအသေးစိတ်ဖောက်ပြီးတော့ပေါ့နော်ကုတ်တင်မျိုးမှာချုပ်လို့မျိုးအသေးစိတ်ကလေးဖောက်ပြီးတော့ဒီလိုမျိုးလေးအသွင်ထဲမှာဒီလိုလေးတင်ပေးထားရဲပေါ့နော်ဒီလိုလေး ီမှာပေါ့နော်ဆိုတော့လက်တီမှာဆိုလို့ရှိရင်လဲကိုလက်ဘတ်တန်ကိုသုံးပြီးတော့ပေါ့နော်တင်ပေးထားတယ်ဒါဆိုရင်ဒါတထချုံမဟုတ်ဘူးပေါ့နော်ဆိုတော့အတွင်းထဲမှာဆိုတော့ကိုမိုးကဒါလေးပါသေးတယ်ပေါ့နော်ဒါလေးကိုဒီလိုမျိုးလေးပေါ့ပြီးလို့ရှိရင်ဆိုတော့ဒီမှာဆိုရင်ဆိုတော့ဒါလေးကနှစ်ထပ်ချုပ်ကလေးချုပ်ပြပေးထားရပေါ့နော်ပြီးကြရင်ဆိုတော့အတွင်းထဲကိုဒေးစိတ်ကလေးတစ်ဆက်ရိုက်ပြပေးမယ်ဒီမှာဆိုရင်ဆိုတော့ကုတ်လက်ပတ်တန်လေးတိုင်းပေါ့နော်ဆိုတော့ဘာလုပ်ထားလဲဆိုလို့ရှိရင်နှစ်ချမ်းလက်ပတ်တန်လေးနဲ့တင်ပေးထားရပေါ့နော်ဒါဆိုရင်ဆိုတော့ပေါ့နော်အတွင်းထဲကိုအသေးစိတ်ကလေးတစ်ဆက်ပေါ့နော်စနေတူတူလိုက်ကြည့်ကြအောင်နော်အတွင်းထဲမှာဆိုလို့ရှိရင်လေဆိုတော့ဒီမှာကြည့်မယ်နော် ဒီလိုမျိုးလေးပေါ့နော်ဒီကုတ်အင်းကြီးချုပ်လိုမျိုးပဲဆရောပေါ့နော်နှစ်ထပ်ချုပ်ကလေးနဲ့ပေါ့နော်ဒီမှာဆိုရင် အောက်မှာပိတ်စားတစ်ထပ်ပေါ့နော်ဆရောဒီမှာမိုးကတစ်ထပ်ဆိုပြီးတော့နှစ်ထပ်အနေနဲ့ချုပ်ပေးထားရဲပေါ့နော်ဒီမှာဆိုလို့ရှိရင်လဲဆရောပေါ့နော်ဒီမှာဆိုရင်မြင်းမီးလေးတွေတုံးပြီးတော့ချုပ်ပေးထားရဲပေါ့နော်မှဆိုရင်နော်အဲအားမှာပေါ့နော်ဆရောဒီမှာဆိုရင်တောင့်တောင့်တင်းတင်းလေးရှိမယ်ပေါ့နော်ဒီနားလေးတွေမှာပေါ့နော်အဲ့တော့ဒီနားမှာဆရောမြင်းမီးလေးတွေခံပြီးတော့ထည့်ပြီးတော့ချုပ်ပေးထားရဲ ဟုတ်ပြီပြီးလို့ရှိရင်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းပခုံးမဆိုရင်လည်းဆိုတော့ပခုံးဖော့လေးတွေကိုမလုပ်ပြထားလဲဆိုရင်ဆိုတော့သုံးသုံးနီးရီရောဆိုတော့ပေါ့နော်ထဲ့နီးရီရောချုပ်နီးရီရောဆိုတော့ပေါ့နော်အသေးစိတ်ကလေးထည့်တင်ပေးထားတယ်ပေါ့နော်ဒါကဆိုတော့ online တင်တယ်မှာတင်ပေးထားတယ်ပေါ့နော်ဒါပါလဲဆိုလို့ရှိရင်ဒီ time type ပုံ time state type ပုံလေးပေါ့နော်နှစ်ထပ်ချုပ်လေးဖြစ်ပါတယ်ဟုတ်ပြီနော်ပြီးလို့ရှိရင်ဆိုတော့ဒီမှာကျဲသီးဖောက်နေရအစားဘယ်လိုဖောက်ရမလဲဆိုတော့အသေးစိတ်ကလေးပြပေးထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီလိုလေးတွေ မဆိုင်စရုပ်ပေါ့နော်ဒီအိတ်ကက်ခုနဆရာပြောသလိုပဲအိတ်ကက်ဖောက်တာလေးတွေကိုလည်းစရုပ်ပေါ့နော်ဒီမှာဒီပေါ်မှာလာတင်ပြီးဖောက်တာမဟုတ်ပေနဲ့စရုပ်အတွင်းထဲလဲပေါ့နော်စရုပ်ဒီမှာဆိုရင်မမြင်ရဘူးတွေ့လားအတွင်းထဲလဲစရုပ်မမြင်ရဘူးအပြင်အားနေလဲစရုပ်ဖောက်လို့ဖောက်ထားမှလည်းမသိဘူးတိုင်းပဲစရုပ်ဘာလို့ဘာလေးပါနေလဲဆိုရင်အိတ်ကက်ကလေးပါနေတယ်ပေါ့နော်ဒီလိုလေးတွေကစရုပ်အသေးစိတ်ကလေးတင်ပေးထားတယ်ဒီဘက်ဆိုလည်းအဲ့လိုမျိုးပဲဒီမှာဆိုရင်ကိုယ်အိတ်ကက်လိုပုံစံလေးပေါ့နော်ဒီမှာဆိုရင်စရုပ် အတွင်းထဲမှာဆိုလဲဆိုတော့ဒီမှာဆိုရင်မမြင်ရအောင်တွေ့လာဒီမှာဘာလို့လဲဆိုတော့နှစ်ထပ်ချုပ်ထားဖြစ်တဲ့ကြောင့်မဟုတ်ဆိုတော့အတွင်းထဲဆိုလဲမမြင်ရဘူးအပြင်မှာဆိုလဲဆိုတော့ကတင်ချုပ်ထားတာမဟုတ်ပေနဲ့ပေါ့နော်ဆိုတော့ဘာလို့ထားလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးမနော်ဒီလိုမျိုးလေးမြင်နေရမယ်ပေါ့ဒီလိုမျိုးလေးဟုတ်ပြီနော်ဆိုတော့ဒီမှာလှက်ဆိုလို့ရှိရင်လည်းဆိုတော့ပေါ့နော်ကုတ်လက်ပတ်တန်အတိုင်းလေးဆိုတော့နှစ်ချမ်းပတ်တန်နဲ့တင်ပေးထားတယ်ပေါ့နော်ဒီမှာဆိုတည်လားဒီမှာတစ်ချမ်းဆိုတော့ဒီမှာတစ်ချမ်းနှစ်ချမ်းပေါ့နော်ပြီးလို့ရှိရင်ဆိုတော့ဒီလိုမျိုးလေးပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ကျဲသီးလေးတွေနဲ့အသေးစိတ်ကလေးပေါ့နော်ဆိုတော့ဒီမှာတက်နီ ကစားပြီးတော့တင်ပေးထားတယ်ဒီလိုမျိုးလေးပေါ့နှစ်ထပ်ဟုတ်ပြီနော်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းအတွင်းထဲမှာကြည့်လိုက်မယ်ဆိုရင်ကုတ်တေချုပ်သူမျိုးပဲပေါ့နော်ဆိုတော့ဒီမှာဘာလို့ထားလဲဆိုရင်နှစ်ထပ်ဘာလို့ထားလဲဆိုရင်ချုပ်ပြီးတော့တင်ပေးထားတယ်ဘာပေါ့နော်ဆိုတော့ခါခွဲဆိုလို့ရှိလို့ရှိရင်လည်းဒီလိုမျိုးလေးပေါ့နော်ဒီမှာကြည့်လိုက်အသေးစိတ်ကလေးတူလားချုပ်ပြထားတယ်တင်ပြပေးထားတယ်ပေါ့နော်ဒီလိုမျိုးလေးဒီတင်တန်းမှာပေါ့နော်တက်လိုက်တာနဲ့ ဘလဘာဖြစ်မလဲဆိုရင်ဒီလိုမျိုးပုံစံကြီးကိုချုပ်တက်သွားမယ်ပေါ့နော်ဒါကဆရာအွန်လိုင်းသင်တန်းမှာသင်ပေးထားရဲပါလဲဆိုလို့ရှိလို့ရှိရင်ဝင်ကြည့်ပေါ့နော်ဒါထွက်လာတဲ့ပုံစံဖြစ်ပါတယ်ဒီပုံစံအတိုင်းလေးပဲသင်ပေးထားတာဖြစ်ပါတယ်ဒါဆိုရင်ပေါ့နော်ဆရာတို့ဒီသင်တန်းလေးကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ဆရာအထူးစိတ်နှောင်းလေးပြပြပေးမယ်ပေါ့နော်ဒီအထူးစိတ်နှောင်းလေးကတော့ဆရာတို့ပထမဆုံးအနန္တသူ၁၀ဦးတွက်ပေးပြီးမှဖြစ်ပါတယ်ဒီရဲ့ မူရင်းစိန်နှုန်းကားပေါ့နော်ဆိုတော့3သိန်းကိုတမအောင်ဆုံးအနှံ့သူ10ဦးအတွက်အထူးစိန်နှုန်းနေမယ်ဆိုတော့က9တောင်းချက်တင်နေလက်ခံပြီးတော့မှဖြစ်ပါတယ်။ဒါဆိုရင်ပေါ့နော်ဆိုတော့အသေးစိတ်သိချင်တာပဲဖြစ်ဖြစ်ပေါ့နော်ဒီတင်တယ်လေးကိုစုံစမ်းချက်နေဆိုလို့ရှိရင်တော့ဒီ post ရဲပေါ့နော်ဒီ message ပေါင်းနေ0ရဲပေါ့နော် messenger မှာလည်းလာပြီးတော့မေးလို့ရပါတယ်။ဒါဆိုရင်ပေါ့နော်ဆိုတော့နောက်ဗီဒီယိုမှာပြန်လည်ဆက်တွေ့ကြပါမယ်။အားလုံးပဲဆက်စပ်ထုတ်ပါတယ်။